င်္ဂလာပါဒီနေ့မှာတော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာထည့်ထားတင်တဲ့စောဝလေးနှစ်ခုကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီစောဝလေးနှစ်ခုကိုတော့ Play Store ကနေတွားပြီးတော့ install လုပ်ပြီးတော့ဖုန်းထဲကိုထည့်ရမှာဖြစ်ပါတယ် Play Store ကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါ ပလစ်စတိုကိုဖွင့်ပြပါပြီဆိုရင်တော့ပလစ်စတိုရဲ့ဒီ search icon လေးကိုတချန်နှိပ်ပါပြီးရင်တော့ဒီဘောနာက search bar မှာ i c o v e r y ဝကားပါလိ uninstall app ဆိုတဲ့စာတန်းလေးကိုရိုက်ထည့်လိုက်ပါပြီးရင်တော့ဒီ software လေးကို install လုပ်ပြီးတော့ဖုန်းထဲကိုထည့်ထားလိုက်ပါဒီ software လေးရဆိုလို့ရှိရင် မစ္စတူရဲ့ဖုန်းထဲမှာထည့်ထားတဲ့ software တွေကိုမစ္စတူကမထင်မှတ်ပဲဖြတ်လိုက်ပြီလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုက software နာမည်ကိုမမှတ်မိဘူးဆိုလို့ရှိလို့ရှိရင်ကျတို့ Play Store မှာသွားပြီးတော့ဖုန်းထဲကို install လုပ်ပြီးထည့်တဲ့အခါမှာ software နာမည်မသိဘူးဆိုလို့ရှိရင်အခက်အခဲတွေရှိနိုင်ပါတယ်ဒီ software လေးကိုမစ္စတူရဲ့ဖုန်းထဲကိုထည့်ထားမယ်ဆိုလို့ရှိရင်တော့တကယ်လို့ဖုန်းရဲ့မျက်နှာပြင်မှာရှိတဲ့ software တစ်ခုခုကိုဖြတ်လိုက်မိပြီဆိုလို့ရှိရင် ကျွန်တော်တို့ဒီ recovery uninstall adder ကိုဝင်ပြီးတော့တွားပြီးတော့ကြည့်နိုင်ပါတယ်ဒီ recovery uninstall adder ကိုတွားပြီးတော့ကြည့်လိုက်မယ်ဆိုရင်မိတ်ဆွေတို့ဖြတ်ထားတဲ့ software တွေကိုဒီ software ကနေပြီးတော့တင်ရပေးမှာဖြစ်ပါတယ်ပြီးတော့မိတ်ဆွေတို့ကအဲ့ software ကိုပြန်ပြီးတော့ install လုပ်ပြီးဖုန်းထဲကိုပြန်ထည့်ခြင်းတယ်ဆိုလို့ရှိရင်လေဒီ software တွေကနေပြီးတော့ကျွန်တော်တို့တွားပြီးတော့ဗောနော Play Store မှာတွားပြီးတော့ အလွယ်တကူနဲ့ install လုပ်ပြီးတော့ဖုန်းထဲကိုထည့်နိုင်မှာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးဒီ software လေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါ software ကိုဖွင့်ပြီးသွားပြီဆိုရင်ဒီလိုလေးပေါ်လာရင်ညာဘက်ကအလောင်းဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင် cluster ကိုနှိပ်လိုက်ပါပြီးရင်အလောင်းကိုနှိပ်ပါပြီးရင်တော့ကျွန်တော်ဒီနေရာဒီစာမျက်နှာကိုရောက်လာပြီဆိုရင်ဒီအောက်နာကဒီနေရာလေးကိုတစ်ချက်နှိပ်ပါ အဲဒီနေရာကိုနှိမ့်တော့ဒီနေရာမှာဘာမှမပေါ်သေးဘူးပေါ့နော်တကယ်လို့မိတ်ဆွေတို့ကဒီ software ကိုထည့်ထားပြီးတော့ပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဖုံးမျက်နှာပြင်မှာရှိတဲ့ software တစ်ခုခုကိုဖျက်လိုက်မိမယ်ဆိုလို့ရှိရင်တော့ဒီ software ထဲမှာသွားပြီးတော့သူကတင်ထားပေးမှာဖြစ်ပါတယ်ကျွန်တော် software တစ်ခုကိုဖျက်ပြမယ်ဒီ software လေးကိုကျွန်တော်ဖျက်လိုက်မယ်နော်ဒီ software ကို uninstall လုပ်ပြီးဖျက်လိုက်မယ်အဲဒီမှာမရှိတော့ဘူးနော်ဒီမှာမရှိတော့ဘူးပြတ်သွားပြီပြတ်သွားပြီဆိုတော့ ကျွန်တော်တို့ကဒီ software ရဲ့နာမည်ကိုလည်းကျွန်တော်တို့ကမမှတ်မိဘူးပေါ့နော်ဖုန်းထဲကိုပြန်ထည့်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ Play Store မှာသွားပြီးတော့ install လုပ်ပြီးထည့်ဖို့အတွက်လည်းအခက်အခဲရှိနိုင်ပါတယ်။ဟောကာဘာဒီ install app တွေမှာသူကတင်ရပေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ software လေးတွေကိုကျွန်တော်နှိပ်ပြီးတော့ဝင်ကြည့်မယ်။အဲဒီလိုလေးပေါ်လာရင်တော့ဒီဘော်နာကဒီနေရာလေးကိုနှိပ်လိုက်ပါ။ ြီးရင်ကျွန်တော်တို့ဘယ်နေရာမှမနှိမ့်နဲ့နော်ဒီအောက်နာကဒီနေရာလေးကိုတစ်ချက်နှိမ့်လိုက်ပါအဲဒါဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ဖြတ်လိုက်တယ်ကျွန်တော်တို့ရဲ့ဖုံးမျက်နှာပြင်ကနေပြီးတော့ကျွန်တော်တို့ဖြတ်လိုက်တဲ့ software လေးကိုဒီနေရာမှာတွေ့ရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ကဒီ software ကိုပြန်ပြီးတော့ install လုပ်ပြီးဖုန်းထဲကိုထည့်ခြင်းနဲ့ဆိုရင်ဒီနေရာလေးကိုတစ်ချက်နှိမ့်လိုက်ပါတကယ်လို့မလိုအပ်တော့ဘူးဆိုရင်တော့ဒီအမိုက်ပုံကိုနှိမ့်လိုက်ပါတော့တကယ်လို့မိတ်ဆွေတို့ကဖုန်းထဲပြန်ထည့်ခြင်းနဲ့ဆိုရင်ဒီ download များလေးကိုနှိမ့်လိုက်ပါ အဲပြီးရင်တော့ဒီနေရာမှာ play store ကိုယူလိုက်ပါဒါဆိုရင်တော့ဒီ software လေးကိုပြန်ပြီးတော့ install လုပ်ပြီးဖုန်းထဲကိုထည့်နိုင်ပြီဖြစ်ပါတယ်ဒီ software လေးကို Mesudo ရဲ့ဖုန်းထဲကိုထည့်ထားခြင်းအဖြစ် Mesudo က Mesudo ရဲ့ဖုန်းမျက်နှာပြင်မှာရှိတဲ့ software တစ်ခုခုကိုမှာပြီးတော့ပဲဖြစ်လာပြီးဒီဖြစ်စေဒါမှမဟုတ်လို့ Mesudo ကမလိုချင်တော့လို့ဖြစ်လိုက်တယ်ပဲဖြစ်ဖြစ်ပေါ့နော်တစ်ချိန်ချိန်မှာပြန်ပြီးတော့အဲ့ software ကိုပြန်အသုံးပြုခြင်းနဲ့ဆိုရင် software ရဲ့နာမည်ကိုမမှတ်မိတော့ဘူးဆိုလို့ရှိရင် Play Store မှာသွားပြီးတော့ install လုပ်ပြီးထည့်ဖို့ပါလေ software နာမည်ကိုမမှတ်မိတဲ့အတွက်အခက်အခဲတွေရှိနိုင်ပါတယ်။ဒါကြောင့်မို့ဒီ software လေးတွေမှာဖြတ်လိုက်တဲ့ software တွေကိုကျွန်တော်သွားပြီးတော့ကြည့်ပြီးတော့မှာပေါ့နော်။ကျွန်တော်ရဲ့ဖုန်းထဲကို install လုပ်ပြီးထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အခက်အခဲမရှိဘဲနဲ့ဖုန်းထဲကိုအလွယ်တကူနဲ့ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ကျွန်တော်နောက်ထပ် software တစ်ခုကတော့ ANSI Messenger ပဲဖြစ်ပါတယ်။ အဲ့ software လေးကိုတော့ play store မှာသွားပြီးတော့ install လုပ်ပြီးဖုန်းထဲကိုထည့်ရမှာဖြစ်ပါတယ် play store ကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါ play store ကိုဖွင့်ပြီး play store အောက်နာက search icon လေးကိုနှိပ်ပါပြီးရင်ပေါ်က search bar ကိုတစ်ချက်နှိပ်ပါပြီးရင် unc messenger လို့ရိုက်ထည့်လိုက်ပါကျွန်တော်ဒီပေါ်မှာ UNSEN NC လို့ရိုက်လိုက်တာနဲ့ဒီအောက်နာမှာ NC Messenger ဆိုတဲ့စာတန်လေးပေါ်လာမှာဖြစ်ပါတယ်။အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပါ။အဲဒါဆိုရင်တော့ဒီ software လေးဒီနေရာမှာ ပေါ်လာမှာဖြစ်ပါတယ်ဒီ software ကို install လုပ်ပြီးတော့ဖုန်းထဲကိုထည့်လိုက်ပါကျွန်တော်ဒီ software လေးရတော့ဘာဒီကောင်းလဲဆိုတော့ဒီ software လေးကိုကျွန်တော်တို့ရဲ့ဖုန်းထဲကို install လုပ်ပြီးထည့်ပါတကယ်လို့ပေါ့နော်မိတ်ဆွေတို့နဲ့စာရင်းနေရင်လည်းမိတ်ဆွေတို့မသိခင်မှာတစ်ဖက်လူက support လာပြီးတော့ပြန်ဖြတ်သွားတဲ့အခါတွေမှာမိတ်ဆွေတို့ကသူကိုယ့်စီကိုဖာရေးထားလဲပေါ့နော်ကိုကသိကျင်တယ်ဆိုလို့ရှိရင် ကျွန်တော်ဒီ AC Messenger လေးဝင်ပြီးတော့ သူဘာတွေရေးပြီးတော့ဖြတ်သွားလဲဆိုတာကိုကျွန်တော်တို့လွယ်တကူနဲ့ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ NC Messenger software လေးကမိတ်ဆွေတို့အတွက်အသုံးဝင်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာစောင့်ထားတဲ့ဒီ software လေးနှစ်ခုကတော့ရန်ကိုအသုံးဝင်မှာဖြစ်ပါတယ်။